မန်လေးငလင်ကြောင့်ပြည့်စည်သွားတဲ့ Great Dream အဖြေလွန်များအတွက်ចောင်းသားများဇွန်လ16ရက်နေ့မှာစာမဝဲပြင်ဖြေရမည်။မန်လေးငလင်မှာမိလောင်ပြည့်စည်သွားတဲ့တက္ကသိုလ်ဝန်ထမ်းအဖြေလွန်တွေကိုပြန်လည်စီစဉ်နိုင်ခြင်းမရှိတဲ့အတွက် Great Dream ចောင်းသူចောင်းသားများစာမဝဲပြင်ဖြေရမယ်လို့နိုင်ငံတော်အစိုးရဘက်ကယနေ့မှထုတ်ပြန်ကြေညာလိုက်ပါတယ်။အားလုံးသိကြတဲ့အတိုင်း Bachelor 28နှစ်မှာအင်အားပြင်းမြင်ကလင်ချင်းလှုပ်ခတ်သွားမှုတွေကြောင့်မြန်မာပြည်အလဲပိုင်းကစကိုင်း၊မန္တလေး၊နေပြည်တော်စတဲ့မြို့ကြီးတွေမှာ အသက်ဝင်စီးစိမ်တွေတို့အဆောက်အဦတွေပြင်းစီးဆုံးရှုံးသွားနေတာပါဒီလိုငလီဘေးတန်တွေကြောင့်ပြင်းစီးဆုံးရှုံးရတဲ့ထဲမှာတက္ကသိုလ်တွေလည်းပါဝင်ပါတယ်ငလီတန်ကြောင့်မန်လေးရနာဘုံတက္ကသိုလ်ကြီးဆိုရင်တော်တော်လေးကိုပြင်းစီးသွားရတာပါဒီလိုတက္ကသိုလ်တွေပြင်းစီးသွားတာနဲ့တူမကြသေးဘူးကကျမထည့်ဆိုထားတဲ့တက္ကသိုလ်ဝင် grade တွေကျောင်းသားတွေရဲ့အဖြေအားတွေလည်းပျက်စီးဆုံးရှုံးသွားနေရပါတယ်။ဒါကြောင့်လည်းတော်တော်လေးကိုခက်ကြုံနေရတာပါ။ဒီအတွက်ကြောင့်လည်းနိုင်ငံတော်အစိုးရဘက်ကပျက်စီးဆုံးရှုံးသွားတဲ့အဖြေအားတွေကို ပြန်လည်ရုံးမဖြစ်နိုင်တဲ့အတွက်စကိုင်းမန္တလေးနေပြည်တော်က Great Dream ចောင်းသားចောင်းသူများအနေနဲ့ဇွန်လ16ရက်နေ့ကနေ20ရက်နေ့ထိပြည်ပြည်တော်ရခင်ဖြည့်ဆိုးထားခဲ့တဲ့ဘာသာရပ်များလိုက်တက္ကသိုလ်ဝန်ထမ်းဆောင်ပွဲကိုပြန်လည်ဖြည့်ဆိုးရမယ်လို့ကြေညာလိုက်တာပါဖြည့်ဆိုးတဲ့နေရာမှာလည်းတပ်မတ်ထားတဲ့စာစစ်ဌာနတွေတပ်မတ်ထားတဲ့နေရာတွေမှာသွားရောက်ဖြည့်ဆိုးရမယ်လို့လည်းသိရပါတယ်ဒီလိုဖြည့်ဆိုးရမယ်လို့ကြေညာပြီးမှတော့တချို့သောចောင်းသားចောင်းသူတွေအတွက်ဆောင်ပွဲပြန်ဖြည့်ရတာအခက်အခဲမရှိနိုင်ပေမယ့်တချို့သောចောင်းသားတွေကတော့ လင်းထန်ဆောင်မိသားစုဝင်တွေဆုံးရှုံးတာအိမ်တွေပြိုရာရင်ရှိတဲ့အတွက်စာအုပ်အာရုံမဆိုင်နိုင်ပဲအခက်တွေ့နေရတယ်လို့လည်းဆိုကြပါရစေ။